မင်္ဂလာပါညီကိုတို့ဒီနေ့ဗီဒီယိုလေးကအာဆင်နယ်နဲ့ရီယယ်ရဲ့ပွဲကိုပွဲကြုတ်ခံမဲ့အကြိုက်ကိုတင်ဆက်ပြပြပေးသွားမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်။ပေါက်ကြီးကလက်ရှိရေးထားတဲ့အတိုင်းပဲ level 65ပြားအရှုံးပေါက်တယ်။ဂိုးပေါင်းစည်းကနှလုံး90အရှုံး။ဆိုတော့အာဆင်နယ်ရဲ့ပေါက်ကြီးကတော်တော်လေးကိုပြင်းတယ်လို့ကျွန်တော်ကတော့ခံစားမိတယ်။အဲဒီလောက်ထိ လေပဲအရှုံးနီးပါးလောက်ထိကြေးပေးမယ်လို့မထင်ထားဘူးပေါ့လေတည်ကြေးလောက်ပဲထွက်မလို့ထင်ထားတာဒါပေမဲ့ပုတ်ကြေးကမနက်ကလေပဲ40အရှုံးညနေရောက်တော့လေပဲ65ပြအရှုံးတော့ဖြစ်လာတယ်ဆိုတော့ပုတ်ကြေးအချိန်နေရာကြည့်မယ်ဆိုတော့အာဆင်နယ်ဘက်ကဘူဂီရီကတော်တော်လေးပူပြီးတော့အတာပြီးထားတာမျိုးတွေ့ရတယ်ပေါ့နော်အာပြီးတော့ရီရဲ့ခြေစောင်းပြကြည့်မယ်ဆိုရင်နောက်ဆုံးသူကန်ခဲ့တဲ့9ဘော6ပုတ်စတိုက်မှာ ရုံးကန်နေရတယ်ပြက်သားတဲ့ရလက်တွေမထွက်ဘူးပိုတိုင်းနီပါကိုတော်တော်လေးခက်ခက်ခဲနဲ့ရုံးကန်ဆော့နေရဆိုအနေထားမျိုးဖြစ်တယ်ဒါကြောင့်မလို့လေအာဆင်နယ်ဘက်ကပြီးတော့ဆာကာပြန်ပါလာတာမျိုးတွေကောဒါကြောင့်မလို့လေပဲ65ပြားအရှုံးလောက်ထိတော့ပေးထားတယ်ကျွန်တော် အကြိုက်ကျွန်တော်အထင်ရတော့အာဆင်နယ်အိမ်ကွင်းဖြစ်နေပေမဲ့လေဒီအသူတို့တော့ကအိမ်ကွင်းဆိုတာကဟိုမျောလင်းလို့အကောင်းဆုံးပဲပေါ့လေဒါမှအိမ်ကွင်းမှာသူတို့အနိုင်ကန်ထားမှဒုတိယတစ်ချော့ရီးရဲ့အိမ်ကွင်းညာအနေနဲ့လေး တက်ရှူချောင်းမှာဆိုတဲ့တရကြောင့်မလို့အာဆင်နယ်ကတော့မဖြစ်မနေအနိုင်ကံဖို့အတွက်ကြီးကလည်းတော်တော်လေးကိုပြင်းပြင်းလေးဖွင့်ပေးထားတယ်ဒါပေမဲ့ကျွန်တော်အမြင်အရတော့လက်ရှိလူစင်းရအတင်းရဲ့ဒီဂုံတွေဘာတွေတဘာတွေဝါတွေရကြည့်မယ်ဆိုရင် real မရှုံးတော့ဘူးကျွန်တော်ကတော့ခံစားမိတယ်ဆိုတော့ညီကိုတို့ဘယ်လိုစဉ်းစားလဲပောက်ကြီးကိုပြင်းနေပောက်ကြီးအနောက်ကိုလိုက်မလား ဒါဆိုအာဆင်နယ်ယူရလို့ရတယ်ဒါမှမဟုတ်ဘူးကျွန်တော်တို့လူစင်းခြေစွမ်းအရာတဘာဝအရာကြည့်မယ်ဆိုရင်တော့ရီယက်ဝေခွင်းဖြစ်နေတယ်လက်ရှိချိန်မှာဖောင်အရင်ကြီးမကောင်းဆိုပေမဲ့လက်ရှိလူစင်းကတော်တော်လေးကိုကောင်းတဲ့လူစင်းရဲ့ပိုင်ဆိုင်ထားတာအကြောင်းမလို့ဒဏ်ရာပြဿနာလေးအထုတလည်းမရှိဘူးဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ပေါက်ကြီးကိုရှောင်းမယ်ပေါက်ကြီးကိုပြင်းတယ်လို့ခံစားမိတယ်တိတယ်ဒါပေမဲ့လည်းကျွန်တော်ကတော့ပေါက်ကြီးကိုနည်းနည်းလေးလစ်လူရှုလိုက်မယ်လက်ရှိလူစင်းခြေစွမ်းအရာပဲရီယက်မရှုံးလို့ကျွန်တော်တော့ခံစားမိတယ်ဆိုတော့ဒီနေ့ပွဲကတည်ရဖြစ်ဖို့များတယ်ဒါမှမဟုတ်လေရီယက်ဒီဂိုးလောင်းနဲ့ကတ်နိုင်မလား တည်ကြမလားအာဒီလိုဖြစ်မယ်လို့ကျွန်တော်ကတော့မျှော်လင့်မိတယ်ပေါ့လေဒါကြောင့်မို့လို့ကျွန်တော်အကြိုက်အဆင်နေတဲ့ reyes အာမာဆိုရင်အာ reyes ကိုကြိုက်ပါတယ်ကျွန်တော်အကြိုက်ကျွန်တော်ခက်မန်းကတော့ reyes ဒီနေ့ညမရှုံးဘူးတည်တော့မဟုတ်အနိုင်ဖြစ်မယ်လို့ခက်သားမိပါတယ်ဒါကကျွန်တော်အကြိုက်ဖြစ်တယ်အာဒီလီလာပိုင်းတွေမှာကျွန်တော်နေ့စဉ်ဘောလုံးပွဲတွေကိုပွဲချုပ်ခက်မန်းမလုပ်ဖြစ်တော့ဘူးအာတပတ်မှာကျွန်တော်အကြိုက်ရှိမှအာဒီနေ့ပွဲကိုကြိုက်တယ်ဆိုမှဒါကျွန်တော်အခုလိုမျိုး video ရိုက်ပြီးတော့ YouTube မှာတင်ပေးပါတယ်ဒီလီလာပိုင်းတွေမှာဆိုရင်အာဘာစီလိုနာနဲ့တီကိုပွဲ ိုးအောင်ခံမှန်းပြီးခဲ့တယ်အဲ့ဒီတပွဲပဲကျွန်တော်ပွဲချုပ်ခံမှန်းလောက်ရသေးတယ်ဒါကလီလာပိုင်းအတွက်ဒုတိယမြောက်ပွဲလို့ပြောလို့ရတယ်ဆိုတော့တပတ်မှာမှကျွန်တော်တို့တပွဲနှစ်ပွဲလောက်ပဲအာဆော့မယ်အာပိုကျခမလုံးမယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အရင်ကဆိုရင်ပွဲတိုင်းနှိပါကိုဟိုအကြိုက်မရှိလေလောက်ရတဲ့နေမျိုးတွေရှိရတယ်။ဒါကြောင့်မလို့ကျွန်တော်အဲ့လိုမလုပ်တော့ပွဲနဲ့ပွဲတွေပို့ပြီးတေးကြအောင်မှန်အောင်လို့ဆိုပြီးတော့ကျွန်တော်ဘက်ကအကြိုက်ရှိရဲ့နေမျိုးမှာပဲဗီဒီယိုတင်ပေးမယ်။အာညနေ9:00နာရီကြော်လို့မှ9:00နာရီ9:00နာရီခွဲလောက်မှဗီဒီယိုတက်မလာဘူးဆိုရင်အဲ့ဒီနေ့က ပွဲကြည့်ခံမှာကျွန်တော်ကြိုက်တဲ့ပွဲမရှိလို့ဗီဒီယိုမတင်ဘူးလို့အမှတ်ယူလို့ရတယ်ပေါ့လေဒါကြောင့်မလို့ကျွန်တော်ပုံမှန်ဆိုရင်တော့အာဗီဒီယိုကို6နာရီ6နာရီကိုလောက်ဆိုရင်တော့တင်ပြီးလေးရှိပါတယ်ဆိုတော့ဒီဗီဒီယိုကိုကျွန်တော် Facebook နဲ့ YouTube မှာတင်ထားတယ်ဆိုတော့ညီကိုရအကြိုက်တူဆိုလိုက်ဆော်လို့ရတယ်ကျွန်တော်ကတော့ real ကြိုက်တယ်ဒီနေ့ညပွဲလေးကြည့်ပြမယ်ကြည့်ကောင်းတဲ့ပွဲလို့လည်းထင်ပါတယ်ဆိုတော့ညီကိုတို့18အာဆော့တာမျိုးတွေ iPad တွေ5သုံးလုံးတွေပတ်မှန်းတွေအဆရှိတာတွေကိုဆော့ကျင်နေဆိုရင်အကောက်ဖွင့်ဝေသွင်းငွေထုတ်ကျွန်တော်စီမှာလုပ်လို့ရပါတယ်ကျွန်တော် Quran လောက်တာဖြစ်တယ်ကျွန်တော်ရဲ့ Viber နံပါတ်လက်ရှိ ပုံလုံးမှာပြထားတဲ့အတိုင်းပဲ09391116 Fiber သို့မဟုတ်ကျွန်တော်တို့မှာ Telegram နံပါတ်နဲ့ Telegram account နံပါတ်လေးရေးပေးထားတယ်ဆိုတော့ Fiber ကိုလာလို့ရတယ် Telegram လာလို့ရတယ်ပြန် comment မှာကျွန်တော်ရဲ့ Telegram channel link လေးလည်းချထားပြပါမယ်။ Telegram တုံးနေဆိုရင် channel တဲ့ကို join ထားလို့ရပါတယ်။ဆိုအလုံးပဲ good luck ပါ။ဒီ video လေးကိုလည်း like comment share လေးနဲ့အပြည့်သွားလို့ရပါတယ်။ဒီနေ့ညကျွန်တော်ကတော့ um ကြီးပြင်းနေတယ်ဆိုတာခံစားရပြင်မဲ့လေ။လည်းလေးလူရှုလိုက်မယ်ပေါ့လေ။ကြီးပြင်းတာပြင်းပါစေကျွန်တော်တို့အောက်ကနေနေမယ်။ အာပုံမှန်ဆိုတာ re ကအပေါ်ကြီးတောင်ဖြစ်ရမှာပေါ့လေဒါပေမဲ့လက်ရှိခြေစွမ်းနေပန်းညာအရာ re ကရုံးကန်နေရတာအကြောင်းမလို့ဝေကွင်းလည်းဖြစ်နေရအကြောင်းမလို့အောက်ကြီးဖြစ်နေတယ် level 65ပြားတီဆိုရင်တော့မှကျွန်တော်တို့80ကန်တော့နိုင်မယ်ဆိုအနေထားမှဖြစ်တယ်ဒီနေ့ည re ရှုံးမလို့မထင်ပါဘူးဒါတော့ကျွန်တော်ရဲ့အထင်မြင်ခံမှန်းခဲ့တာပြပြပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲကံကောင်းပါစေဒီနေ့ည re အားပေးနေပါမယ်